ားပြည်နယ်ဖားဆောင်မြို့နယ်မော်ချီတပ်ထုတွင်ဒေသရှိចောင်းတွေပိတ်ထားတာကြောင့်ចောင်းသူចောင်းသားတွေဟာဇူလိုင်16ရက်ထိចောင်းမတက်နိုင်သေးပဲအခက်ခဲတွေရှိနေပါတယ်။ ဒီလိုကြောင်းမတက်ရသေးတဲ့ចောင်းသားចောင်းသူတွေအတွက်ပြင်ပကဆရာတွေကိုမိဘတွေက အချိုးကျငွေကြေးထည့်ဝင်ပြီးငှားရမ်းစာတင်ကြားနေရတဲ့အတွက်ငွေကြေးခက်ခဲကြောင်းចောင်းထွက်တဲ့ကလေးချို့ရှိလာတယ်လို့သိရပါဗျ။ဆရာမတွေငှားပြီးကလေးတွေကိုစာစတင်ပေးနေပေမဲ့ဒီကလေးတွေနေနဲ့အစိုးရចောင်းမှာစာမေးပွဲ သွားဖြေလို့ရမရမသိသေးပဲ။ဆရာမတွေအတွက်လာကာကိုចောင်းသားမိဘတွေကဇေယျမြခံရတယ်လို့မော်ချီ73တောင်ပေါ်ရက်ွက်နေကိုသိန်းထွန်းဦးကပြောပါဗျ။ ဒီလိုစည်းအိမ်မြောက်ခံပြီးဆရာမငှားရမှာလေတချို့မိဘတွေကမတက်နိုင်တာကြောင့်ခုနှစ်တန်းကလေးတစ်ယောက်နဲ့ငါးတန်းကလေးသုံးယောက်ကြောင်းထွက်လိုက်ရတယ်လို့မော်ချီ73ရက်ကွက်နေကိုအာယုံဦးကပြောပါတယ်73ခုနဲ့တောင်ပေါ်ကျောင်းတွေကိုအန်ဒီရရှိရလို့တမကကျောင်းတွေပိတ်ထားပြီးအနည်းဆုံး၄မိုင်အဝေးဆုံး10မိုင်ခန့်ဝေးတဲ့ပြင်လည်နေရာချထားရေးကျောင်းမှာတက်ဖို့အစိုးရကညွှန်ကြားလာတာကြောင့်အခုလိုမူလကျောင်းဟောင်းတွေမှာရှိတဲ့ကလေးတရာဦးခန့်ဟာ တွားရောက်တင်ယူဖို့ခက်ခဲနေတာဖြစ်ပါတယ်။မော်ချီကိုចောင်းဖွင့်ခြင်းကစတင်ပြီးလွှတ်တော်သုံးရက်ကတာဝန်ရှိသူတွေအချိန်ချင်းလာရောက်တွေ့ဆုံကြပေမဲ့ចောင်းမတက်ရသေးတဲ့ကလေးတွေအတွက်ဘာအဖြေမှမပေးနိုင်ကြပဲပြန်လည်ထူထောင်ရေးစခန်းရှိကွက်တစ်ကိုသာရွှေ့ပြောင်းဖို့တိုက်တွန်းမှုတွေပြုလုပ်ကြတယ်လို့လည်းသိရပါတယ်။ မော်ချီတပ်ထုတွင်ဒေသမှာမိုးရသည့်မြေပြိုနိုင်တဲ့အန္တရာယ်ရှိနေရာတွေကိုစာထုတ်တတိပေးပြီးအန္တရာယ်ကင်းစင်ရေးဆက်လက်လှုပ်ဆောင်သွားဖို့ပြည်နယ်တပ်ထုထုတ်လုပ်ရေးကုမ္ပဏီရဲ့အထွေထွေမန်နေဂျာဦးစောလာတောင်ပေးပို့တဲ့အကြောင်းကြားစာကိုဂျိုရှိရမှာဒေသခံတွေကလက်ခံရရှိရလို့သိရပါဗျာ။